ဇလန်းအဆမှာတော့အာကာနီလို့ခေါ်တဲ့ကောင်မလေးရဲ့ကောင်လေးကကောင်မလေးတယောက်ကိုချစ်မိနေတဲ့အကြောင်းကိုပြောလာခဲ့ပါတယ်။အာကာနီရဲ့စိတ်ထဲမှာတော့ခုနောက်ပိုင်းသူ့ရဲ့ကောင်လေးက ADA ဆက်နိုင်လာတာ ਉਹ ဒါကြောင့်မလို့ဖြစ်လိမ့်မယ်ဆိုပြီးသွေးနေခဲ့ပါတယ်။နောက်တနေ့မှာတော့အာကာနီကသူ့ရဲ့တငယ်ချင်းကိုသူ့ကောင်လေးနဲ့ဂိမ်းတူတူဆော့တဲ့ကောင်မလေးကသူ့ဘဲကိုဖျက်ခုတ်လုပ်သွားတဲ့အကြောင်းကိုပြောပြနေခဲ့ပါတယ်။အစာပိုင်းကတော့အာကာနီကသူ့ရဲ့ကောင်လေးကိုရိုးရိုးဂိမ်းသမားလေးလို့ထင်ထားခဲ့ပေမဲ့လည်းတကယ်တမ်းမှာတော့ဂိမ်းထဲမှာဖြစ်ကျင်တယ်လို့ဖြစ်နေခဲ့ပါတယ်။ အာကာနေရာကွန်ပျူတာကိုနှိပ်ပြီးတော့ဂိမ်းထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ကောင်လေးကအန်ဖရန့်လုထွားတာကိုသိလိုက်ရပါတယ်။ပူပူနေနေနဲ့ဘဲပြစ်ခံလိုက်ရတဲ့အာကာနေရာတော့သူ့ရဲ့ဒေါရတွေကိုဂိမ်းထဲမှာလောင်မြိုက်ပြီးတော့တောင်းကျမ်းနေခဲ့ပါတယ်။ ။ဒီကြောင့်တော့ဖြစ်ရတဲ့ကိုယာမာတာလို့ခေါ်တဲ့ပလေယာတယောက်ကကြည်နေခဲ့ပါတယ်။အကာနီယာသူတို့ဂိုင်းအဖွဲ့တွေကတိလိုက်ရတဲ့အခါမှာတော့စကားတော်ပြောပြီးမဲ့လေယာမာတာလို့ခေါ်တဲ့ပလေယာကတော့ ADA ဆက်နေပဲစာတကြောင်းကိုပို့ဖို့2မိနစ်လောက်ကြာနေခဲ့ပါတယ်။ယာမာတာကအကာနီကိုပရိုဖက်ဆုံးကိုမတော်ဘူးလား။အဲ့မှာရှားပါးပစ္စည်းရှိတယ်လို့ပြောနေပြီးမဲ့လေယာမာတာကဒီနေ့ဘဲပြစ်ခံရတာဖြစ်တာကြောင့်ဒီနေရာမှာပဲတောင်းကျမ်းနေမယ်ဆိုပြီးပြောနေခဲ့ပါတယ်။ ယာမာတာကအာကာနေကိုအမဲလိုက်မြေပေးတော့မှုပြောနေပေမဲ့လည်းအာကာနေကတော့ဒီနေရာကိုသူရင်ရောက်တဲ့အကြောင်းနဲ့သူဘယ်ပြစ်လို့ကြိုက်တယ်လို့ပောက်ဝဲနေတဲ့အကြောင်းကိုပြောလိုက်တဲ့အခါယာမာတာတော့စိတ်ဝင်စားဘူးလို့ပြောလိုက်ပါတယ်။အာကာနေကလည်းဒေါရာကြီးထွက်နေခဲ့ပြီးတော့ဒါကြောင့်မလို့ဂိမ်းမာရေဆိုရင်ကြည့်မရဆိုပြီးပြောနေခဲ့ပါတယ်။ဂိမ်းရဲ့တနည်းပြအထိတ်မဲ့ပွဲရလည်းပြုလုပ်တော့မှဖြစ်ပြီးတော့ Profile 3ရဲ့ပင်ကုတ်တွေလည်းပေးသွားမှာပဲဖြစ်ပါတယ်။အာကာနေရဲ့မျက်လုံးထဲမှာတော့သူ့ကိုနာကျင်အောင်လှုပ်ထွားတဲ့ကောင်လေးကိုပြန်မြင်အောင်နေခဲ့ပြီးတော့အသေးကွဲနေခဲ့ပါတယ်။ ကျောင်းမှာတော့အာကာနီယာသူ့ရဲ့တငယ်ချင်းမိုမိုကို shopping အတူထွက်ကြမဲ့အကြောင်းကိုပြောနေခဲ့ပြီးတော့ဂိမ်းပွဲတော်ကိုသူကသွားမဲ့အကြောင်းကိုပြောနေခဲ့ပါတယ်။အဲ့ဒီဂိမ်းပွဲတော်မှာတော့အာကာနီရဲ့အရင်ကောင်းလေးနဲ့လာမှဖြစ်ပြီးတော့အာကာနီယာတော့သူ့ကိုထားခဲ့တဲ့အတွက်နောက်တားရအောင်ဆိုပြီးတော့လှလှပပဖြစ်အောင်ပြင်ဆင်နေခဲ့ပါတယ်။ဂိမ်းပွဲတော်မှာတော့အမှရှိတဲ့သူတွေအားလုံးက FOS ဂိမ်းကိုပဲစောကြတဲ့သူတွေဖြစ်ပြီးတော့ယောက်ျားလေးတွေကအများဆုံးရှိပါတယ်။အာကာနီယာတော့လူအုပ်ထဲမှာသူ့ရဲ့အရင်ကောင်းလေးကိုမြင်သွားပြီးတဲ့နောက်မှာတော့နောက်ကလိုက်ဖို့စူးစမ်းခဲ့ပေမဲ့လည်းကောင်းလေးတယောက်နဲ့တိုက်မိသွားခဲ့ပြီးတော့ဒေါဖန်နဲ့ဂျိုကလူကြားထဲမှာအချက်ကွဲခဲ့ရပါတယ်။ အကန်နေကိုဝင်တိုက်သွားတဲ့ကောင်လေးကတော့ဒေါဖနက်ကောက်ပေးနေခဲ့ပြီးတော့အစင်ပြေလာစကားနဲ့သူလှည့်ကြည့်လိုက်တဲ့ခါမှာတော့အရန်ချောတဲ့ကောင်လေးတယောက်ဖြစ်နေခဲ့ပါတယ်။အကန်နေကသူပဝင်းကျင်ကိုတေချာကယူမဆိုင်လို့ဖြစ်သွားတဲ့အကြောင်းကိုပြောနေပေမဲ့လည်းငါစိတ်ဝင်စားဘူးဆိုပြီး ADA ဆက်စကားကိုပြောလိုက်တာဖြစ်တာကြောင့်ဂိန်းနဲ့ပလေယာတယောက်နဲ့သူနေခဲ့ပါတယ်။အကန်နေကရာမတာလို့လှမ်းခေါ်လိုက်တဲ့အခါကောင်လေးကလှည့်ကြည့်နေခဲ့ပြီးတော့မေဘရူလဲဆိုပြီးတော့မေးနေခဲ့ပါတယ်။အန်တ တော်တယ်အဲ့ဒီချိန်မှာပဲအာကာနီရဲ့အရင်ကြီးသားတို့တွေအားရောက်ရှိလာခဲ့ပြီးတော့အာကာနီကတော့သူ့ကိုကြည်နေတယ်ထင်တယ်ပဲများခဲ့ပေမဲ့လည်းတကယ်တမ်းတော့ယာမာတာကိုပဲခယူးဆိုင်နေကြပါတယ်ယာမာတာကပရိုဂိမ်းမာတယောက်ဖြစ်တာကြောင့်လူငယ်ကြီးထဲမှာနာမည်ကြီးပါတယ်အာကာနီကသူ့ရဲ့အရင်ကောင်လေးကိုခြေချင်တာဖြစ်တာကြောင့်ဒါငါ့ရဲ့ကောင်လေးအစ်စ်ဆိုပြီးပြောနေခဲ့ပေမဲ့ယာမာတာတော့မဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်အာကာနီယာပါဝါလေဗယ်တင်နဲ့ရှားပါပင်ကုတ်ကိုယာမာတာကိုပေးနေခဲ့ပြီးတော့သူ့ရဲ့ကောင်လေးအဖြစ်ဟန်ဆောင်ပေးဖို့အကူအညီတောင်းနေခဲ့ပါတယ်။ဂိန်းနမလေးယာမာတာကလည်းပင်ကုတ်ကိုလက်ခံလိုက်ပြီးတော့ရီးစားအဖြစ်ဟန်ဆောင်လိုက်ပါတယ်။ ယာမာတာရဲ့အကြီးစားဖန်ဖြစ်တဲ့အာကာနေရဲ့ရည်သားဟောင်းကတော့သူ့ဖော်လို့လုပ်ခဲ့တာ၃နှစ်ရှိတဲ့အကြောင်းပြောနေခဲ့ပြီးတော့ဘာအဆက်အသွယ်မှမရဘူးဆိုပြီးတော့ခြေခွဲနေတဲ့အခါသူ့ရဲ့ရည်သားကနှစ်သိမ့်နေတာကိုမြင်ရတာဖြစ်တာကြောင့်အာကာနေကပူပြီးခြေခွဲသွားရပါတယ်။အသေးဝဲသွားတဲ့အာကာနေကယာမာတာကိုဘီယာဆိုင်ကိုအတင်းဆွဲခေါ်သွားခဲ့ပြီးတော့ပွဲလေးတစ်ခုနိုင်ပြီးတော့စစ်မီပြင်မှာကြာချုံသွားတယ်လို့ပဲဆိုပြီးပြောနေခဲ့ပါတယ်။အာကာနေယာဒီဘက်မှာသူ့ကိုယ်သူလှောင်အောင်ပြင်ဆင်ပြီးတော့သူ့ကိုထားခဲ့တဲ့ကောင်လေးနောင်နာရအောင်ဆိုပြီးတော့လှုပ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းမျောလင်းထားတာနဲ့တခြားစီဖြစ်နေတဲ့အကြောင်းကိုယာမာတာကိုပြောပြနေခဲ့ပါတယ် ရမတာကပရိုဂိမ်းမှာတယောက်ဖြစ်ပေမဲ့လည်း FOS ဂိမ်းကိုတခါတလေမှဆော့တာဖြစ်ပြီးတော့သူအဓိကဆော့တဲ့ဂိမ်းကရော FPL တန်တဲ့ပြေဂိမ်းပဲဖြစ်ပါတယ်။အာဂန်နီယာရမတာကိုဒီအေးဆက်ဆက်ပုံနဲ့ဆိုရင်ကောင်မလေးမရနိုင်ဘူးလို့ပြောလိုက်တဲ့အခါမှာတော့ရမတာကကောင်မလေးလည်းမလူချင်တဲ့အကြောင်းနဲ့တခါမှလည်းကောင်မလေးမထားဘူးတဲ့အကြောင်းကိုပြောပြလိုက်တဲ့အခါမှာအာဂန်နီယာအံ့ဩသွားခဲ့ရပါတယ်။အာဂန်နီယာတော့ရုပ်လဲချောတဲ့အပြင်ပရိုဂိမ်းမှာတယောက်ဖြစ်တာကြောင့်ရမတာကိုနှမျောနေခဲ့ပါတယ်။ အခြေရေးဆိုတာကလည်းဂိမ်းလိုမျိုးတစ်ချိန်လုံးမှပြောစရာမကောင်းတာပဲငါဆိုလည်းတခြားသူဖြတ်ခုတ်တာပဲခံရတယ်ဆိုပြီးတော့တဖြည်းဖြည်းနဲ့ဝမ်းလဲလာတာဖြစ်တာကြောင့်သူ့ရဲ့စိတ်ကိုပြင်ဆင်ဖို့အတွက်တန်းစင်ကန်းထဲကိုဝင်သွားခဲ့ပါတယ်သူ့ရဲ့ခြေထောက်မှာလည်းသူ့ရဲ့နည်းနည်းဆိုးနေပြီဆိုပြီးတော့အခန်းထဲကိုဝင်လာတဲ့အချိန်မှာတော့ယာမာတာမရှိတော့တာကိုတွေးလိုက်ရတဲ့အခါမှာတော့ငါတယောက်တည်းပြန်ဖြစ်သွားပြီဆိုပြီးဝမ်းနေနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအစင်ပြေလားဆိုပြီးတော့ယာမာတာမေးလိုက်တဲ့အခါမှာတော့အာကာနီယာအောင်ငုံနေခဲ့ပါတယ် ယာမာတာအာကာနီရဲ့ခြေောက်ကတန်ရအတွက်ပလာစာတောဝဲခဲ့တာဖြစ်ပြီးတော့သူမရဲ့ခြေောက်ကိုကတ်ပေးနေခဲ့ပါတယ်ယာမာတာကခြေထောက်မှာသွေးဆိုးနေတာမြင်တော့စိတ်ပူတဲ့အကြောင်းနဲ့ကိုလာ၃ခွက်လောက်ဂုံစင်းထားတာဖြစ်တာကြောင့်ပြန်ကူညီပေးတာဆိုပြီးပြောနေခဲ့ပါတယ်။အာကာနီယာယာမာတာကိုကြိုက်ရထမှာဖို့ပြောနေခဲ့ပြီးတော့ဒီတညာလုံးတောက်ပြမယ်ဆိုပြီးပြောနေခဲ့ပါတယ်။မနက်ရောက်တဲ့အခါမှာတော့အာကာနီယာနားထဲမှာဆူညံဆူညံအတန်နေကြားနေတာဖြစ်တာကြောင့်စောစောစီးစီးနိုးလာခဲ့ပါတယ်။ခေါင်းမူးနေတဲ့အာကာနီယာမယားမကမျက်လုံးကိုဖွင့်ကြည့်ပြီးတော့တေးသေးချာချာကြည့်လိုက်တဲ့အခါမှာတော့ဂိန်းနမလေးယာမာတာကိုတွေ့လိုက်ရပါတယ်။ အပိုင်းတိလေးရတော့ဒီမှာပဲပြီးဆုံးတော့ပါပြီကျွန်တော်အရင် week up sci ကိုဆိုတဲ့ channel မှာ video တွေဆက်မတင်တော့မယ့်အကြောင်းနဲ့ဒီ channel မှာပဲတင်တော့မှာဖြစ်တဲ့အကြောင်းကိုပြောရင်းနဲ့ပဲကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးကြဖို့မမေ့ကြပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ